မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်7လပိုင်းအတွင်းမှာအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဆရာအနေနဲ့ပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့ကျေတို့ဘာလို့လုံးနဲ့အချိန်တလာပြီးတလာပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့7လပိုင်းကိုရောက်ရှိလာပြီ ဒီနေ့တော့25စက်လပိုင်းတော့မပြောခင်စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနေ့တော့25ဆယ်လို့ဟိုဇန်နဝါရီလဆာပြီးတော့အခု10လပိုင်းအထိပြီးခဲ့တဲ့10လပိုင်းတွေ့ထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အထဲများပါခဲ့သလားညံ့တဲ့အထဲများပါခဲ့သလားသို့မဟုတ်ကောင်းတဲ့အထဲပဲပါခဲ့သလားဆိုတာအသိအသင့်ပဲလားဆိုတာဆရာကိုမှတ်မိကြပါဦးဆရာ comment တွေဖတ်ပါဦးမယ် ဒါပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲဆရာတို့ဒဇောင်မုန်းလာပြီးနေမှာတော့ရွှေကျော်အိစာတရားမိတ်ဆွေဂိုင်းတော်ဝင်စေးပောက်ပွဲလည်းရှိတယ်လို့မိတ်ဆွေတို့အနေနဲ့မနက်ပိုင်းမှာတော့ပုံကြီး၅ပါးဟုတ်လားဟိုစွန်းနဲ့ဗာနဲ့ကတ်ပြီးတော့ခါကျတော့နေ့လယ်၂နာရီအထိကိုအလုံးဝထဲဝင်ခြင်းတီးခံပြီးတော့အားလုံးကိုအယုတ်လံမြန်မြေတွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာဒါရတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးကြပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲ အနုမောဒရာဝမ်းမြောက်တာလို့ခေါ်ယူနေအလှူချင်းဖြစ်ပါစေလို့လည်းဆရာကထပ်လောင်းမြတ်တာပို့ရင်းနဲ့ကဲဆက်လိုက်ကြရအောင်ဒီ2025ခုနှစ်12လ17လပိုင်းဒီမှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာတားတော့ဆွဲကြည့်ပါဦးစနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိုးရိမ်စိတ်ကြီးလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုပ်ရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်ဒါလေးတွေကိုဖြေဖြောက်ပြပါ ်တခုခုမလို့ရသေးဘူးအပြည့်သဘောဆောင်နေတာမျိုးခုခုခုငါဟာဒါကြီးကိုဆုံးရှုံးသွားရင်ဘလို့ဖြစ်မှလဲဆိုတာမျိုးဒါကြီးမှဖြစ်မှလာရင်တော့ငါတို့ဘဝပြတ်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ကောဆိုရဲနဂရစ်ဆန်ကြီးများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နေနဲ့ဒီအရာလေးကိုဒါကြီးကိုဆုံးရှုံးသွားရင်ဟောဒါကြီးမရှိတော့ရင်ဟောဒီလိုရီမန်းချက်ကြီးပြတ်ပြဲသွားရင်ဟောဒါကြီးကုန်ဆုံးသွားရင်ဟောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ပေါ်မှာအဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့ရှေ့ဆန်အကောင်းဆုံးနဲ့တိုးတက်အောင်လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့တစ်ခါလေးမှလူစိတ်ဆိုတာ စွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒအားဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံများများတွေးခေါ်ဖို့ဆရာကကြားပြအကြံပြုလိုပါတယ်။ဒါအပြင်2025ခုနှစ်17လပိုင်းမှာစနေဒသမီးမိတ်ဆွေတို့ရဲ့အလုပ်ကာ အလုတ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုတ်ပြိုင်တွေပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတတ်တယ်။သို့တော့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်နေတဲ့မိတ်ဆွေများခြေတူဆောင်ရလှုပ်ဆောင်မှနေရာတိုင်းချင်းနဲ့ပတ်သက်ပြီးယာလူနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာလူတက်တာမျိုးတွေကြုံရနိုင်တယ်လို့မိတ်ဆွေတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းအရွှေ့တွေတွေလည်းကြုံရနိုင်ပါတယ်။ထို့ပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိယာလူလုပ်ငန်းကိုင်ကနဲ့ပတ်သက်ယာလူတိုးဖြည်တာမျိုးယာလူတိုးပြောဆိုတာမျိုးတွေဒီမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှေ့လို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်ရှားလေးဖြစ်ပါတယ်တို့ရကြအထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတော့ကစားဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတော့ကစားလေးဖြစ်တတ်တဲ့အတွက်တော့သတိထားစင်ကြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်ကျမအိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေစနေသားသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမအိုင်းနဲ့ပတ်သက်လာတဲ့အခါမှာ အာယုံကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်1ပိုက်စီးနဲ့ပတ်သက်တော့ရာလေးတွေလေချောင်းနဲ့ပတ်သက်တော့ရာလေးတွေငကူကအခြေခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများဖို့ဒါလေးတွေဖြစ်တတ်ပေမဲ့လို့ဆူဆူဝါးဝါးကြီးတော့ဘာမှမရှိတာပါဘူးအတက်အားဖြင့်60နဲ့3နှစ်အထက်ဇနီးသားသမီးမိတ်ဆွေများကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲယေရှုမမားစီကိုအဲဆွနာလို့ဟောဟိုရေနဲ့ပတ်သက်တဲ့အရာတွေကံကြွယ်ထိတွေ့တဲ့အခါမှာတော့သတိထားစင်ကြင်ရလိုအပ်ကြောင်းလဲထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာဒါပြင်စနီးသားသမီးမိတ်ဆွေတွေဒီလာတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ ဒီလိုက်တာတို့တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ကတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ပါဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးတင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့တူတဲ့တယောက်တည်းလှုပ်ခြင်းဟာကံရဲ့အားနည်းမှုကိုရရှိတတ်စေပြီးတော့အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေ အခွေစီအသင်းပွဲနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင်ညီအစ်ကိုမောင်နှမတွေရဲ့အခုညီထောက်ခံကိုရရှိတတ်သောကာလဖြစ်ပြီးတော့ လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်ရှစ်တို့သမီးကြီးစားရဲ့အခုညီထောက်ပံ့မျိုးတွေရရှိတဲ့သလိုငဘုကအဆက်အသွယ်ပြန့်နေတော့မိတ်ဆွေများညီအစ်ကိုမတော်မအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးတယ်လို့မိတ်သစ်ဆွေသက်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအခုညီရရှိစီမှာအသေးချာပဲဖြစ်တယ်ထို့အပြင်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတစင်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိပ်ရှင်းလုံခြုံခြင်းထက်မိမိရဲ့အတွေးခေါ်အကြံစီတွေကိုချပြခြင်းတွေဟာချိန်တိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်သောလားဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်လာရင် ငွေကြီးဟာဝင်လာတက်တဲ့ကာလဖြစ်တယ်တို့အပြင်ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်ဒီလက်ထာတော့ဒီမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပြရစီဒီလက်ထာတော့ဒီမှာမိတ်ဆွေတို့သောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပြရစီဒီလက်ထာတော့ဒီမှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားကသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်တို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းစားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊စက်တူလုပ်ငန်းတွေ၊အစုရှယ်ယာလုပ်ငန်းနဲ့ပတ်သက်တာတွေ၊စံစီစီစားစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာတို့နော်ဟိုဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သေးဆွေတစ်တွေရဲ့အကူအညီကိုရရှိတက်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်း အဆက်အသွယ်ကောင်းတွေကိုရရှိတတ်တော်လာဖြစ်ပါလေအထယ်လိပ်လုပ်ငန်း TT ဖနက် online social media နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမျက်ကိစ္စစာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်လူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေအမြဟအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါလေစာချုပ်တဲ့ အဆက်အသွယ်အသစ်တွေရရှိတတ်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်းအပေါင်းအသင်းအဖွဲ့အစည်းနဲ့စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုးလှုပ်ဆောင်ရင် အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ဓာတ်ဆီးတို့ဒီဇယ်ဆီးတို့လောင်စာဆီးတို့ဒေါ်လာတို့အဆရှိသော အရာလေးတွေလက်စစ်ပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ပြီးတော့ OA Champion ငွေကဆောက်လက်စတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများ OA Champion အသစ်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အပံ့တွေရရှိတာမျိုးဘာကြောင့်ခဏခဏကြန့်ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အာသာတူ က်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်။လူငယ်တွေအရှင်ရင်နဲ့ပတ်သက်လာရင်တော့ပူဇာဘဘောရာမျိုးတွေချစ်သူသမီးကြီးစာရရှိတတ်တော်လာဖြစ်တဲ့အတွက်မေတ္တာရေးဆန်းဟာအရှင်ရင်မေတ္တာရေးနဲ့ပတ်သက်လာရင်မေတ္တာရေးဆန်းဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါလေ။တို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတို့တွေမှာဆိုလို့ရှိရင် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံရဲ့အာသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမီးစားများအနေနဲ့ဆိုရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့သတင်းကောင်းကြားရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်အိမ်တွင်းရေးကိစ္စငဘောကနားလည်မှုလွဲနေသောကိစ္စလေးတွေမှာချစ်တို့ဆောင်ရွက်လှုပ်ဆောင်ရင်အာသာထုတ်တက်ပြီးတော့ကောင်းမွန်နိုင်သောကာလဖြစ်ပြီးတဲ့အခါ ဒီလက္ခဏာတော့ဒီမှာဆိုရင် လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးကဲနဲ့ပတ်သက်လို့ပฏิပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်လုပ်ငန်းသူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေငကူကသာသမီ အိမ်တော်ကြီးနဲ့ပတ်သက်လို့အရှုံရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငကူကအရှုံရှင်းအရှုံအောင်ကိစ္စလေးတွေမှာတော့ဒီကာလမှာချစ်တူလှုပ်ဆောင်ရတဲ့အတွက်တော့အားနည်းစေသောကာလအပိုင်းချက်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်တို့ရင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစပါးကတော့ပေါက်စည်းဆိုတဲ့အတိုင်းတိတိကျကျတက်တက်မမှန်နဲ့ အဲဟိုစွန့်လာလို့ပေါ့နှုတ်တရားစာတလုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါလေ passport လုပ်ငန်း visa လုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျတို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အခွင့်အရေးကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ရသည်ဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ ကျမ်းစာရင်းနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူး။အဲထို့အပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စအလုပ်ကိစ္စဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုပ်တူလုပ်ငန်းတူအပေါင်းအသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့။အဲ့ဒီအကြံအစီတွေဟာအကြောင်းအရာမျိုးစုံနဲ့စနောက်စနေအနောက်နဲ့ဖြစ်တတ်တော့လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလတာတော့ဒီမှာမိတ်ဆွေတို့အဲ့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံလေးတွေရရှိတတ်ပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်ပြီးတော့အိမ်ဆောင်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းနေကြရင်ညလေးလာတာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်ဤသောမိတ်ဆွေများအပေါ်မှာမိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့ပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအိမ်ဆောင်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တုံးနဲ့တုံးတယောက်နဲ့တယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ရှစ်တူဆောင်ရလှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်သောလှဖြစ်ပြီးတော့ ပြဿနာတွေတရားတော်ကြီးယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စတွေဒီမှာတော့ဒိဋ္ဌဆင်ခြင်ပေးရလိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ OA ချက်မြင်နေရာတိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်ပြီးပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရဲ့ဒီဆုံးအတက်ပညာတွေပြူစားတိုက်ခိုက်တတ်တယ်လို့စနေသားသမီးမိတ်ဆွေများအဖို့ဘာလို့မဆိုတီလာတာတော်တယ်မှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင့်တတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ကလူငယ်တွေအရှိရင်ပတ်သက်လို့ရှိရင်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှစ်လွာပေါင်းမှတိရဆိုတဲ့အတိုင်းပဲဟုတ်လားသမီးစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေကတန်တရားရဲ့ထောက်ကူကများစွာရရှိတတ်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ ငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲစေကမူအလုံးလိုက်အရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ယတနာဘုံစိုက်ကင်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှတ်ဖက်နဲ့အကြီးကြီးချိတ်ကျဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားတာပြီးတော့ကောင်းမွန်စေတော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဖြစ်နိုင်ရင်ယာရုလုပ်ငန်းတိုးဖို့မိတ်ဆွေများနေရာတိုင်းကြီးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုတွေမိတ်ဆွေများမတိကျမရေရာရင်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိထက်ညံ့သွားစေနိုင်စရာဘာမှမရှိပဲနဲ့မကြခင်တဖြည်းဖြည်းအစိုးညံနေ ပြပြောက်သွားမှအတေကြပဲဖြစ်တယ်။ရွှေပြောက်တာမျိုးလေးတွေအထားမှားတာမျိုးတွေတကိုးခိုးခံရတာမျိုးတွေကြုံရတတ်တယ်လို့ဆက်ပစ္စည်းရင်တကိုးခိုးခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်အပ်တတ်တဲ့အတွက်တတိထားစင်နေပေးရလိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးလေးတွေပြောက်တာမျိုးလေးတွေကြုံတတ်ကြောင်းထက်လောက်ကြွကြလိုက်ပါရစေဒီလိုက်ကတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတင်းလာသသမီးတွေနဲ့တွဲပတ်လို့ရင်မိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တယ်မှာဆိုလို့ရှိရင်အဲဘာကိုမဆိုအချိုးပေးသောအရက်ဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးစန်းတီယာရက်ကတော့အနောက်တောင်တောက်ရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုတ်မှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိုးပြာရောင်ခဲရောင်အစိမ့်ရောင်တွေများများပါသောအရောင်တွေကိုဝစ်ဆင်သွားခြင်းဖြစ်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်အရာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ် ဂျာဇာဝိသသမီးတင်းလာသသမီးနဲ့တွဲပတ်လုပ်တဲ့အခါကံရဲ့အထောက်အပံ့ကိုများစွာရရှိတတ်ပြီးတော့အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုသတိထားပြီးမူပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်လေးဒီမှာတော့သတိပြုပါလပြီကျော်မှပြုမှုဆောင်ရွက်တာမျိုးတို့လကုန်ကန်၄ရက်ကိုတော့သတိထားစင်ကြင်ပြရန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာသတိပြုစင်ကြင်ရန်လိုအပ်ကြောင်းလဲခက်လောင်းပြောကြားလိုက်ပါစေဒီလတာအတော်အတွင်းမှာသတိထားစင်ကြင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ တောက်ကြသသမိတွေနဲ့တွဲဖက်လုပ်တာမျိုးတောက်ကြဏိသားတွေနဲ့ဆက်တူလုပ်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံရင်ခံရအထင်းကိုအကြံကြလေးတွေတုံတက်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပါရစေအဆက်ဆက်ရရတတိထားစင်နေရမှာတော့လူတို့ညာညာနေတို့ဝင်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့နော်ဟိုဆွေညာအနေနဲ့မိသားစုဝင်နေတဲ့မှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခတုံးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ချင်းတော့မိတ်ဆွေတို့ဒီကြားရဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတအုပ်တယောက်ကျမ်းမာရေးညံလာတာမျိုးသုံးမဟုတ် ဟိုမိတ်ဆွေတို့အနေနဲ့ဟိုစီဝါအရာရုပ်တရက်အခက်အခဲအကျက်တဲတွေကြုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ရွှေကလေးစရိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်ကအိုးအဆုပ်အိုးအပဲ့လေးတစ်လုံးကိုဟုတ်လားလက်ပြန်ပစ်ခဲ့တာမျိုးဖြစ်စီမိတ်ဆွေတို့ရဲ့ကံကိုတွတ်တက်ပါတယ်ရွှေရတဲ့ဆရာစီလာပြလို့ရအောင်နော်ဆိုကောင်းပြီအဆက်ဆက်အရာအဋိဋ္ဌံပြုလို့တဲ့စနီသားသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပတ်ဆိုရင်တော့ဖြင့်မေတ္တာတုပ်ကိုတစ်နေ့ကို စနှစ်ခေါက်နှုံးနဲ့နော်မေတ္တာတို့ကိုတနေ့ကိုစနှစ်ခေါက်ရွပါဒါပြီးတော့စနှစ်ရက်အတိတ်အတိတ်ခံပြီပါကအခက်အခဲကြက်တဲတွေပြပြောက်သွားစီမှာအတိကြပဲဖြစ်တယ်မိစေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တို့အယောင်ဖက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာကောင်းကြီးတွေတစ်ချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောင်ကောင်းပြီးတော့အယောင်တို့အဝယ်တက်သွားမှာအတိကြပဲဖြစ်တယ်ဒါအပြင်မိစေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုတ်တက်သွားတာမျိုးတောက်ခေါက်သွားတာမျိုးမိတွန်းတောက်တိသွားတာမျိုးတွေလှုပ်ဆောင်တာမျိုးဖြစ်စီ အစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုပြီးတော့အစနလိုပေါ့သွားတာမျိုးသူ့မဟုတ်လို့ရှင်လဲလေရှင်သွားတာမျိုးတောက်ခောက်သွားတာမျိုးစုပ်သက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိစေမှာအတိအကျပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာအစင်ပြေစီရန်ရေရာမပြောမီဇန်နနာမှာပြည်နေမိချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးပြချက်790290410 whatsapp telegram မှာဖြစ်စီ viber number 963505050 9နဲ့မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့ ရှာမိတ်ဆွေတို့ဆရာကဒီအခုဆရာကဟောစတန်ရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်ရည်သွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်သို့သော်ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကြည့်ရတာအဆင်မပြေရင်စကလုံးကြီးလွှဲချော်သွားရင်လေဆရာငယ်ရဲ့ရုပ်ချော်တဲ့အပြစ်စလို့အပြစ်မြင်ရင်လေမိတ်ဆွေတို့ဒီတလကလုံးဆက်ဆက်ရရအဆင်မပြေစီပြီးတော့ငွေကြီးကအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရယာအနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးချင်ပါတယ်ရေရယာနော်ကျွေးပကံများတစ်ချက်ထဲမှာကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကပူပုံပုံ တောက်ရီကတက်ခွက်တဲ့အလဲမှာစမီထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအစင်ပြေအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံပြတ်တဲ့ချက်ထဲမှာလက်ဖက်ကပူပုံပုံအလဲကတောက်ရီတက်ခွက်ထားအလဲမှာစမီထွင်းပြီးအိမ်ကမျက်စောပြားကိုလူကအခက်ခဲကြက်တဲ့တွေပြည်လေသွားမှာအတိအကျပဲဖြစ်တယ်လုံခန်းပြရင်အလုတ်ပြရင်လည်းအတိုက်ခိုက်တင်နေကြုံလာရတဲ့အခါမိဆွေတို့နေနဲ့ဆရာတို့ဒီလိုဂိုင်းပါတဲ့ဖန်ခွာထဲမှာဂိုင်းပါတဲ့ဖန်ခွာထဲမှာခရင်ခွာလေးတစ်ခုလိုအပ်ပါလေ ခရင်ကွာလေးတခုတမင်းစားတဲ့ခရင်ကွာလေးတခုလိုရတယ်ခရင်ကွာလေးတခုဆရာတို့ကဒီလိုခရင်ကွာကြလေးတွေဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ကွာလေးတခုကိုဒီတက်ပုံလေးပတ်ဆို့ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါမဲဆွတို့နေနဲ့အဲ့ဒီခရင်ကွာလေးတကူထောင်ပြီးတော့စိုက်ထားပါတပ်ပုံလေးကိုထောင်ပြီးစိုက်ထားပြီးနယံတဏီယာယာတောင်းနေရမှာတင်ထားပါအလုံးလုံးကိုအခက်ခဲတဲ့ပြီးပျောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောနေတဲ့ဇနီးသားသမီးမဲဆွတွေအားလုံး2025စက်တလပိုင်းအတွင်းမှာတက်နေတကူလက်ဝင်ဖြုတ်လို့ရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီအကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုနေတဲ့ နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခင်ဗျာဂျေဆုတင်ပါတယ်ဇန်ငယ်မိတ်ဆွေအားလုံးအဆင်ပြေအောင်မြင်ကြပါစေဆရာနောက်တစ်ပတ်တောင်ကြီးကခေါ်ကမှာဖြီးပါမယ်လို့ဆရာပြောရင်းနဲ့ကဲအားလုံးပဲဆရာတို့အဆင်ပြေရုံချောကြ